ချင်းရသူလေးနဲ့လက်ထပ်ပြီးနောက်တူရကီနိုင်ငံကထူးဆန်းတဲ့နေရာကိုဟန်နီမွန်သွားတဲ့ပိုင်တကုံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ချစ်သူနဲ့လက်ထပ်အပြီးမှာကဘာပေါ်ကထူးခြားဆန်းပြတဲ့နေရာတစ်ခုကိုဟန်နီမွန်ထွက်သွားခဲ့ရတာကတော့နိုင်ငံကျော်မင်းသားပိုင်တကုံမှာ ပိုင်းတကုံဟာတူရကီနိုင်ငံဒန်နီဇလီခရိုင်အနောက်တောင်ပိုင်းကဝါဂုံးရဲတိုက်ဆိုတဲ့နေရာကိုသွားရောက်လဲပတ်နေခဲ့ရပါအဆိုပါနေရာကိုကဘာပေါ်မှာတည်ရှိနေတဲ့အနက်ပုံနန်းနန်းလို့တင်စားကြပါတယ်အဆိုပါနေရာဟာအဖြူရောင်တိမ်တိုက်တဲ့တံဝါဂုံးပုံစံဖြစ်နေတဲ့ကြောက်တောင်တံ စိမ့်လက်နေရဲ့ရေဘူးဆန်းအိုင်ကြီးတွေနဲ့တကယ့်ကိုတရားလှပထူးဆန်းတဲ့နေရာကြီးကိုပန်တဂွန်နဲ့ဇနီးတဲ့လင်းမြဖို့တို့ကသွားရောက်လဲပတ်နေတာဖြစ်ပါတယ်။အဆိုပါနေရာဟာ UNESCO ကမ္ဘာအမွေအနှစ်စည်ရင်းဝင်နိုင်ငံဖြစ်ပြီးတော့ပန်တဂွန်ကအသက်ဆက်ဆက်ဇနီးတဲ့လင်းမြဖို့နဲ့အတူပျော်ရွှင်စွာလဲပတ်နေတဲ့ပုံရိပ်ကိုချပြတာဖြစ်ပါတယ်။ဒါအပြင်ပန်တဂွန်ဟာတူရကီနိုင်ငံကအဆိုပါနေရာမှာဖရာမော်တော်စီးရာတွေနဲ့အတူတကယ့်ကိုဟန်နီမွန်ခရီးလဲပတ်နေခဲ့တာဖြစ်ပါတယ်။ဒီလိုနေရာကိုလဲပတ်ဖို့ကတော်တော်လေးကိုအကုန်ကြများတယ်လို့ သိရပါတယ်ဒီလိုမျိုးတူရကီနိုင်ငံကကမ္ဘာကျော်အပန်းဖြေနေရာကြီးကိုမြန်မာနိုင်ငံကပဲအမှုပညာရှင်မှသွားရောက်မလဲပတ်ဖူးသေးပဲနဲ့နိုင်ငံကျော်မင်းသားပိုင်တကုံနဲ့လင်းမြဖူးတို့ကပဲပထမဆုံးသွားရောက်လဲပတ်ပြီးတော့ဟန်နီမွန်းထွက်နေကြရဖြစ်ပါတယ်အထူးသဖြင့်တော့ပိုင်တကုံဟာသူ့ရဲ့ဇနီးကျော်လေးကိုကမ္ဘာပေါ်ကတာယာအလှပဆုံးတော်နေရာမှာဟန်နီမွန်းမင်္ဂလာဥက္ကီအဖြစ်ပို့ပေးနေရဖြစ်ပါတယ်ဒါကြောင့်ပရိသတ်တွေကတော့ပိုင်တကုံရဲ့ဇနီးကျော်လေးလင်းမြဖူးကိုအားကြနေကြတာပါပိုင်တကုံဟာမြန်မာနိုင်ငံမှာ ာတာမကနိုင်ငံတကာမှာနာမည်ကြီးတဲ့မင်းသားဆိုပေမယ့်အောင်မြင်နေချိန်နာမည်ကျမှာမစိုးရိမ်ပေချစ်တဲ့သူကိုပေးထားတဲ့ဂတိအတစ်ခုအတိုင်းပဲချစ်သူလေးလင်းမြဖို့ကိုအမျက်တနိုးတန်ဖိုးထားစွာနဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာတာမကနိုင်ငံတကာမှာပါနာမည်ကြီးတဲ့ထိတ်တန်းမင်းသားပိုင်တကွဟောင်းဒီကနေ့ဇွန်လ14ရက်နေ့မှာတော့သူ့ရဲ့လေးနှစ်တာတွဲလာခဲ့တဲ့ချစ်သူလေးမလင်းမြဖို့ကိုအမျက်တနိုးတန်ဖိုးထားစွာနဲ့လက်ထပ်ရင်းနဲ့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာအိတ်ခံပွဲကြီးကိုကျင်းပခဲ့တာဖြစ်ပါတယ် ပိုင်တကုံရဲ့မင်္ဂလာပွဲကိုတော့ရန်ကုန်မြို့ကနာမည်ကြီးဟိုတယ်တစ်ခုမှာကျင်းပခဲ့ရဖြစ်ပြီးတကယ့်ကိုကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲတစ်ခုအဖြစ်မြန်မာနိုင်ငံကနာမည်ကြီးထိပ်တန်းအမှုပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်တထည်ကြီးတွေများစွာတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ပိုင်တကုံဟာအခုလိုမျိုးမင်္ဂလာဦးပြားရီစန်းခရီးကိုတော်ယုံတန်ယုံလူတွေမသွားနိုင်တဲ့နေရာမျိုးကိုလိုက်ပို့နေခဲ့ရဖြစ်ပါတယ်။ဗီဒီယိုဆမှာပြောခဲ့တယ်လို့ပါပဲပိုင်တကုံတို့ရှောက်လည်နေကြတဲ့နေရာကလှပလွန်းလို့ဓာတ်ပုံရိုက်ဖို့တောင်းမေးရတယ်လို့ဆိုပါတယ်။ အထူးသဖြင့်တော့တူရကီနိုင်ငံကအဆိုပါနေရာကဖြူပွေးနေတဲ့နှင်းတောင်လိုမျိုးဖြစ်ပြီးတော့ပြာလဲနေတဲ့ရေကန်တွေနဲ့တကယ့်ကိုတာယာလှပနေတဲ့နေရာမျိုးဖြစ်ပါတယ်။အဆိုပါနေရာဟာကမ္ဘာပေါ်ကချမ်းသာကြွယ်ဝတဲ့ဇနီးမောင်နှံတွေလာရောက်လည်ပတ်ကြတဲ့နေရာမျိုးဖြစ်ပြီးတော့ဈေးကြီးလွန်လွန်တောင်ယုံတန်ယုံလူတွေမသွားနိုင်ဘူးဆိုပေမဲ့ပန်ဒီကွန်ကတော့ငွေကိုနှမျောမနေပဲဇနီးတဲ့လေးကိုတန်ဖိုးထားပြီးတော့လိုက်ပို့နေကြရဖြစ်ပါတယ်။အခုဆိုရင်တော့အင်တာနက်ဆာမျက်နှာတွေထက်မှပျော်ရွှင်နေကြတဲ့ပန်ဒီကွန်တို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေကအားကျစရာဖြစ်ပါတယ်။ ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောပန်ဒီကွန်တို့ဇနီးမနယ်ကိုအားကြနေပြီလားဆိုတာပြောခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်